ဂရင်းဝုဒ်ကိုတန်းတရာနဲ့ပြန်ခေါ်ဖို့တည်င်းနေထွက်နေတဲ့မန်ယူနိုက်တက် မန်ချက်စတာနဲ့ဒီယာဒရီအကယ်ဒမီထွက်တိုက်စစ်ကစားမဟောင်းမေဆင်ဂရင်းကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီးပင်ဒီကလမာဆေးတင်းထန်ယူရိုတန်းတရာတိသုံးပြုကပြန်လည်ခေါ်ယူဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အသက်၂၄နှစ်ရွယ်ရှိပြီဖြစ်တဲ့ဂရင်းကလက်ရှိမှာအိုရောပါရဲ့ထိပ်တန်းလေးတစ်ခုဖြစ်တဲ့ပင်ဒီလီဂူဝမ်မှာထူးခြေဆောင်ပြသကဂိုးတင်ခြေဆောင်ပြောင်ပြောင်နေသူလည်းဖြစ်ပါတယ်။ဂရင်းကမယူတင်းရဲ့အကယ်ဒမီကနေပေါက်ဖွားလာခဲ့တဲ့ဖိုးတန်ကစားမတူလည်းဖြစ်ပါတယ်။၂၀၁၉ခုနှစ်အသက်၁၉နှစ်ရွယ်မှာနီပြဂျိုဆင်းမော်ရင်ကိုလက်ထက်မှာစီနီယာအသင်းချီတန်ခေါ်ယူကျင်းခံခဲ့ရပြီး၂၀၁၉ခုနှစ်နီပြအိုလီဂနာဆိုရှယ်လက်ထက်မှာတော့အသင်းရဲ့အဓိကတိုက်စစ်ပိုင်းမှာခြေဆောင်ပြကစားနိုင်ခဲ့ပါတယ်။ ွတ်ထူးကြတဲ့စွမ်းရည်ကတော့ဘက်ချီယောညာချီပါကျွမ်းကျင်စွာအသုံးပြုနိုင်ပြီးဂိုးတွေသွေးယူနိုင်ခြင်းပဲဖြစ်ပါတယ်။ဂီလိုမျိုးဆန်ရီတို့ကြောင့်လည်းနမီတိုတိုက်စစ်မှုကရောဘင်ဘမ်ဘာစီနဲ့တောင်နိုင်ရှင်ခြင်းခံခဲ့ရပြီးမယူတင်ပရိသတ်တွေကြီးမားတဲ့မျောလင့်ချက်ဖြစ်ခဲ့ရပါတယ်။မယူတင်တို့စီစုပေါင်း129ပွဲမှာ35ဂိုးသွင်းယူပေးခဲ့တဲ့သူ့ရဲ့တောက်ပါတဲ့ကစားမဘောက2022ခုနှစ်မှာမလိုလားတဲ့ပြုမှုတစ်ခုကြောင့်ရပ်တန့်ခဲ့ရပါတယ်။ တော်ချစ်သူမင်္ဂလေးပေါ်ကိုတိလျောက်ဖြူးမှုပြဿနာကြောင့်ဖန်စီချင်းသိမ့်ချင်းခံခဲ့ရပြီးတဲ့နောက်မှာတော့မယူတင်လူချင်းကနေပဲပြက်ခံရကလာစားပါရဆိုင်ခံခဲ့ရပါတယ်။အမှုကိစ္စတွေပြီးဆုံးသွားခဲ့ပေမဲ့လည်းတင်းရဲ့ပုံရိပ်ကိုထိခိုက်မှဆိုးရိမ်နေမယူတင်ကသူ့ကိုအတင်းမှဆက်လက်ထားရှိခြင်းမရှိတော့ပဲ2023ခုနှစ်မှာစပိန်ကလပ်ဂီတာဖေးတင်းထက်အငှားချခဲ့ပါတယ်။ကလပ်အတင်းတိုင်းကသူ့ကိုခေါ်ယူဖို့ဝင်လင်းနေချိန်မှာဂီတာဖေးကရဲရဲဝံ့ဝံ့ခေါ်ယူခဲ့ပြီး Green ကဂီတာဖေးတင်းမှာ Bingo Palermo ရ36ပွဲကစား10ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ခေတာပိတဲ့မှာခြေစွမ်းပြန်လည်ပြသနိုင်ခဲ့တဲ့နောက်ပြင်းဒိကလမဆီတင်းကအကွက်မြင့်မြင့်နဲ့ပဲမယူတင်းထက်ကနေပြောင်းရွှေ့ကြီးပေါင်း26.6တန်းနဲ့ခေါ်ယူသွားခဲ့ပါတယ်။မဆီကိုရောက်ရှိလာပြီးတဲ့နောက်မှာတော့ဂရင်းကပုံမရင်းချက်လာတဲ့ကစားပေါင်းနဲ့အတူ ကိုတင်ဆိုင်ကိုပုံပုံမြင့်တင်နိုင်ခဲ့ပါတယ်။သူရဲ့လင်းမြတ်မှုလိန်ခေါင်းနဲ့ဘောလုံးထိမ့်သိမ်းမှုကောင်းမွန်ခြင်းတွေကပြင်တိလီမှာပိုပြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။သူရဲ့ပထမရာသီမှာပဲပြင်တိလီကိုဝရဲ့ဂိုတင်များသော29ကိုကို PG တင်းရဲ့တိုက်စစ်ကစားမအူစမန်တမ်ပလီနဲ့တူပိုးရရနိုင်ခဲ့ခြင်းက Greenway ရဲ့ရည်ချင်းကိုဒီကမ္ဘာလုံးကတိမှတ်ပြုစေခဲ့ပါတယ်။ရာသီမှာလည်း Greenway ကမှ7အတွက်7ဘဲမှာ9ဂိုတင်း၄ဂိုဖန်နီပေးထားနိုင်တဲ့သူရဲ့ဆွဲဆောင်ရေးကအောင်အောင်စရာကောင်းနေပါတယ်။ Greenway ရဲ့ဒီလိုမျိုးခြေစွမ်းမြင်မလာမှုကြောင့် Man United ကသူရဲ့ Academy ထွက်ကျပွင့်ဟောင်းကိုပြန်လည်ပိုင်ဆိုင်ဖို့အတွက်ဆေးရထက်သန်လာခဲ့ပြီးအချစ်တမိုးရဲ့ Euro တန်တရာတီ Baby ခေါ်ယူဖို့စဉ်းစားလာခဲ့တာလည်းဖြစ်ပါတယ်။ ကီလိုမျိုးစည်းကြီးဘေးဘီပြန်လဲခေါ်ရခြင်းကမယူတီရဲ့တိုက်စစ်ပိုင်းမှာတကယ်ကမ္ဘာစီးမိကစားမလိုအပ်နေကြောင်းကိုပြသနေတာလည်းဖြစ်ပါတယ်။မယူတီနဲ့မာစင်းနဲ့ချုပ်ဆုပ်ထားတဲ့စာချုပ်ထဲမှာလည်းပြန်လဲခေါ်ယူခွင့်ချက်လက်ရှိနေသေးတာကြောင့်တိုက်စစ်ကစားမလေးမေဆင်ဂရင်းကိုမာစင်းတီထံကနေခေါ်ယူဖို့ဥပဒေအရခွင့်ရရှိနေပါတယ်။ဘိုင်မာလဲဂရင်းရဲ့လက်ရှိခြေစွမ်းရပြန်လဲခေါ်ယူသင့်ပေမဲ့ပြရတဲ့ဇင်းလုံးကတော်လေးများပြနေတာကြောင့်မယူတီရဲ့တာဝန်ရှိသူတွေနဲ့ဘောလုံးပိုင်းဆိုင်ရာအရေးချင်းနဲ့တင်းပုံရိပ်ကြဘလိုမျိုးဆုံးဖြတ်ချက်ချမလဲဆိုတာစောင့်ကြည့်သွားရတော့မှာလည်းဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့